ဒုလိုက်ဆိုင်ကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပါရဟန်းရှင်လူပြည်သူအလုံးတောကခတ်သိကင်းကြီးညသည်ဖြစ်၍နှလုံးစိတ်ဝမ်းအေးချမ်းကြပါသည်ကောင်းကျိုးလူရာပြည်ပါသည်ယခုရာသီဆဝင်းတို့ပြောင်းရွှေ့လာတာတရင်ကျွတ်ကာလရောက်ရှိနေပါပြီအခုအောက်တိုဘာ9ရက်နဲ့15ရက်ဆိုတာတရင်ကျွတ်ပြီးတော့တစောင်းတိုင်းဆိုတဲ့နေရာကိုတပြီပြီရွေ့နေကောင်းငင်ကြီးကလည်းမိုးတောင်မိုးသိန်းတွေ ကင်းပြီးအေးမြကြည်လင်လန်းချမ်းနက္ခတာရီစုံတဲ့ကာလ လူတွေကလည်းအမောတွေပြေးပြီးအေးတက်ကလေးတွေနည်းနည်းတော့ရလာတာကောင်းတဲ့လမ်းကြောင်းလေးတွေမြင်လာတာအဲ့တော့ဒီချူနက္ခကံကြမ္မာ အပြောင်းလဲလေးအဆူကောင်းကိုအောက်တိုဘာ9ရက်နဲ့15ရက်တွေမှာဖြစ်ပေါ်လာမယ်တတ်ဆိုင်ရာတတ်ဆိုင်ရာယာတီဘွားတွေရဲ့ကံတရား ဟောပြီးမှာဖြစ်ပါတယ်။ဓနုရာသီဓနုရာသီဘွားတွေဟာနိုဝင်ဘာ23ဒီဇင်ဘာ27အိုက်ချာမှာမူဖွားတဲ့လူတွေ။ရှောင်းကြီးကတဖြည်းဖြည်းဝင်လာပြီ။နေဝေးရညအမောင်ကတဖြည်းဖြည်းထွက်လာပြီ။အဲ့တော့ဒီကာလနေအဝင်လအထွက်မှာဓာတိလေးနဲ့ထိန်းလိုက်ရင် ညအမောင်အေးကြမ်းစာဖြတ်တန်းနိုင်လိမ့်မယ်အားသလိုမဟုတ်ဘဲနဲ့ငါကွငါအောင်မြင်တာပဲငါကံကောင်းတာပဲငါချမ်းသာတာပဲငါချမ်းသာနေတာပဲငါနဲ့ငါမိသားစုစပြူမလူမထင်ဘူးကွအားလုံးဘသူမှသိတာမဟုတ်ဘူးကွငါကြော်မယ်ခွမယ်လိမ့်မယ်ညာမယ်စောမယ်ဖြန့်ကြမယ်ရတယ်လုပ်လို့ရတယ်ဒါအမောင်ကကျူနေပြီကျူနေတဲ့အတွက်တင့်အတွက်ဒီလနဲ့ရှိလာမှာအမှုဖြစ်တာ အလုပ်ပြုတ်တာချစ်သူနဲ့ ၊ကွေခွင်းသား၊ကြားမကြီးညနာငွေကုန်တရားတွေတောကတွေစောင့်နေတယ်။အားလာတွေမဖြစ်ခြင်းအခုကောင်းနေသေးတယ်ဆက်ကောင်းအောင်။ဖရာသေးသေးဒီမှာညအလင်းပြီးတော့ဆလိုက်ပြီးလှူပေးပါ။မောင်းနေတဲ့လမ်းတွေရက်ွက်တွေမှာအလင်းပြီးလှူပေးပါ။ဘဝပင်မနွမ်းနေနေတဲ့တက်ကြီးရွယ်ဦးမရှိစင်းသားခလေးတုံတမကြီးနဲ့လောက်ကైကျွေးမွေးခက်ခဲပင်မနေတဲ့နေရာဦး ကယ်လို့ရတော့ကယ်ကုလို့ရတော့ကုပြီကိုကိုတိုင်လည်းနှလုံးစိတ်ဝမ်းအေးကြအောင်ထားပြီးမြတ်ဗုဒ္ဓရဲ့ပရိတရားတော်တွေနဲ့ဂုံတော်တွေရွတ်ဖတ်ပူဇော်ပေးပါဖရာတရားတန်ခါကိုစိတ်နဲ့တော့မပြတ်မှားမိပါစေနဲ့မိဘခင်မွန်းဆယ်ပါကျေးဇူးဆက်ပါတရင်ဝါလာကျုပ်ခင်မွန်းဆယ်ပါကိုတေချာစွာခတော်ပါအဲ့ဒါဆိုရင်ညအပေါင်ဟာလရောင်အောက်မှာအေးချမ်းစွာဖြတ်တန်းတော်ပါလိမ့်မယ် အာဆိုရင်ဓနုရာသီဘာမိသားစုအားလုံးဘေးရန်ကင်းကျန်းမာချမ်းသာကံကောင်းကြပါစေထီထိုးခြင်းနဲ့ဆိုရင်685ပတ်လည်းထိုးပါတာမုဒိကာတော်ကြီးရွတ်ကြပါတာယာလှပတဲ့အနုနုရရလှလှပပအယောင်တွေဝတ်ပါ အားဆိုဓနုရာသီဘာစီအားလုံးဘေးရန်ကင်းပုံပုံတောက်ပကံကောင်းချမ်းသာတော့ပါလိမ့်မယ်